မင်္ဂလာပါရှင်ဒီဗီဒီယိုလေးမှာတော့ကျေကတနေ့ကိုတမီနဲ့ဗီဒီယိုအနေနဲ့ဒီထက်တင်နန်းသားတွေကိုမလုတ်ဖြစ်တဲ့သူတွေရောလုတ်ဖြစ်တဲ့သူတွေရောဒီမိမိသွားအောင်ခုလုတ်လုတ်တဲ့ခါကြလို့ရှိရင်နောက်ပင်နန်းထက်တက်စရာမလိုအောင်ဘောနော်အဲ့လိုမျိုးတနေ့ကိုတမီနဲ့ရွှေပညာလေးတွေကိုမျှဝေပေးတာဖြစ်ပါတယ်အဲဒါလေးတွေကိုလေ့လာချင်းအားကျဲပါလေအကျိုးကျေးဇူးရလဲဆိုတော့အဲဇေလိုရွှေဝယ်တဲ့ခါမှာအဆင်ပြေမယ်ရွှေရောင်းတဲ့ခါမှာအဆင်ပြေမယ်ရွှေစုတဲ့ခါမှာအဆင်ပြေပါမယ်ရှင်ဆိုတော့ဒီလိုမျိုးလေးတွေတည်ထားရင်တော့အကျိုးဖြစ်တော်တယ်ပေါ့နော် အဲဒါလေးတွေကိုကိုရတဲ့တိထားမယ်ကိုရဲ့ဒီအဲအတိမိတ်ဆွေတွေလည်းတိသွားရအောင်แชร์ပေးသွားပါလို့ကုညီတောင်းချင်ပါတယ်ရှင်တကယ်ကြီးကိုတွေ့အကျိုးရှိတယ်ဆိုရင်ပေါ့နော်ဒါကကြတော့15ဘေးရွှေကိုဝယ်တဲ့သူတွေ15ဘေးရွှေကိုကြိုင်းနေတဲ့သူတွေအတွက်ပါ 15ဘေးရွှေကိုဝယ်မယ်ဆိုရင်အခောက်ပေါက်ဈေးရွှေကိုတီးရပါမယ်ရှင်။အဲဆိုရင်အခောက်ပေါက်ဈေးကိုတီးပြီဆိုရင်အခောက်ပေါက်ဈေးဆိုတာကကအခောက်ရွှေတစ်ချက်သားရဲ့ပေါက်ဈေးနှုန်းပါ။အခောက်ရွှေတစ်ချက်သားရဲ့ပေါက်ဈေးနှုန်းကတနည်းနဲ့တနည်းမတူပါဘူး။ဒီနေ့ဆိုရင်65သိန်းကျော်ပေါ့နော်။အဲဆိုရင်အခောက်ဈေးပေါက်ဈေးက65သိန်း9000လို့ထားလိုက်မယ်။အဲ့တော့69နဲ့စပြီး16နဲ့မြှလိုက်တယ်ဆိုရင်ဒီ15ဘေးရွှေတစ်ချက်သားဈေးရမှာပေါ့နော်။ ဆိုတော့ဒီဗီဒီယိုမှာပြောပြချင်တာကကြတော့အဲတကယ်လို့ကွာနေပြီးတော့၄ဘဲသားပေါ့နော်၄ဘဲသားဆိုတာတမက်သားကိုပြောတာပါရှင်၄ဘဲသားဆိုတာတော့ suicide လုပ်နေတဲ့လူတွေဒီလောကကလူတွေတော့တိဖြစ်တိလိုက်မယ်အဲဒီဒီ lower မ asset တဲ့နယ်ပယ်ကလူတွေဆိုရင်တော့၄ဘဲသားတမက်သားကိုမတိကြပါဘူးရှင်တိတဲ့လူတွေတက်ကတော့ကြော်သွားပေါ့နော်ဆိုတော့တမက်သားကိုတမက်သားရဲ့ဒီ15ဘဲကြီးတမက်သားကျိုးတော်လကားဘာတော်လကားညာတော်လကားဝယ်မယ်ဆိုရင် တကယ်ဒါဆိုရင်ဒီ15ပဲဒီတစ်ချက်စီရတာကို16နဲ့စပြီး14နဲ့ညလိုက်တယ်ဆိုရင်နမက်သားဇင်းတို့က20အဲတသိလေး sorry 20တသောင်း4000 139ကျက်ရမှာဖြစ်ပါတယ်ဆိုတော့ဒီ15ပဲဒီကိုသွားဝယ်မယ်ဆိုရင်ပထမဦးဆုံးသိရမယ့်ချက်ကအခရွှေသိရမယ်16နဲ့စပြီး16နဲ့ညရင်15ပဲဒီတစ်ချက်သားစီရမယ်နောက်တစ်ခုကကြတော့ကိုက4ပဲသားရလို့ခြင်းနဲ့ဆိုရင်16နဲ့စပြီး4နဲ့ညကိုက5ပဲသားရလို့ခြင်းနဲ့ဆိုရင်16နဲ့စပြီးတော့9နဲ့ညကိုကနေပြီးတော့10ပဲသား9မူသားရလို့ခြင်းနဲ့ဆိုရင် 16နဲ့စာရင်ရှင်းနေများပါပါမယ်ရှင်ဆိုတော့အဲဒါလေးတွေကိုလေးလာထားပါလို့ပြောချင်ပါတယ်ရှင်ကျေးဇူးများတင်ပါတယ်မာခက်ပါဒါကတော့ဒီဟိုဒီတိတိထားလောက်တဲ့တိထားလောက်ယုံနေဆိုရင်တော့ဒါလေးတွေကို free လိုက်ကြည့်ပြီးတော့လေးလာထားလို့ရတယ်ဒါမှမဟုတ်ဝေဆွေလုပ်ငန်းကိုစိတ်ဝင်စားတယ်ဘယ်ကစားရမှန်းမသိဘူးဆွေမျိုးရိုးမရှိလို့စိတ်ဝင်စားတယ်ဝတ္တနာပါတယ်ဘယ်ကစားရမှန်းမသိဘူးဘယ်လိုစားရမှန်းမသိဘူးဆိုရင်တော့ချက်စီမှာရှင်တင်တဲ့ကိုတင်နေတာရှိပါတယ်ရှင် ဒီတဲ့ကကြတော့ရန်ကုန်မက်ကလေးတောင်ကြီးနေပြည်တော်ပေါ့နော်လေးနေရာတွေ့ပါတယ်။ဘာဒီတင်လဲဆိုတော့အပေါင်းနှုံမြောက်စားကကြတော့တရိပ်တင်လူတိုင်းတက်ပါရဲ့ရှင်။အဲဆိုရောအရှေကအရေခွဲမက်အရေခွဲတက်ဖို့ပေါ့နော်။နောက်ပြီးအရွှေသူ့ဆက်ခွဲတက်ဖို့နောက်ပြီးအခါကြလို့ရှင်အယောင်းဝယ်လုတ်တက်ဖို့ကိုအဓိကလေးချစ်တွေကြားပေးတာဖြစ်ပါတယ်။အဲဆိုရင်တော့နောက်ပြီးရွှေမော်ရွှေကြည်ရွှေတွေဝယ်ဝယ်ရောင်းလုတ်ဖို့ဆွေဆိုင်ခွဲဖို့ပဒေလုပ်ငန်းထောင်ဖို့အတွက်အဲ့လိုမျိုးလာဖြစ်ပါတယ်ရှင်။ကျေးဇူးများရေးဖြစ်ပါတယ်။